ခွင့်ကတော့ဘလို့လုပ်လဲဆိုတော့မတို့ကအခုပထမအိမ်နောက်ဒုတိယအိမ်နောက်ဆိုပြီးဖြစ်ပေါ်လာတယ်။အမေချင်းနဲ့လက်ထက်မှာစုံတဲ့အခါကျတော့သူကဒီဂီတဘာညာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုအဲဖေဖေရဲ့အမှုပညာလုပ်ငန်းကြီးကလည်းကြီးတာ哦အကုန်လုံးကလေအယုတ်တွေရောအတန်တွေရောအရေးတာတွေရောဆိုတော့သူကသူ့ရဲ့ဘယ်လိုပြောရမလဲသူ့လက်ထက်ဆိုတော့သူကိုယ်တိုင်သူပဲလက်မှတ်ထိုးပြီးတော့ဒီအားလေးကိုသူပဲလုပ်ပိုင်ခွင့်ပေါ့နော်ယူထားတယ်ဒါပေမဲ့လို့အမေချစ်က

ခုချိန်ထီကိုဖဖေတချင်းတွေကပြည့်တဲ့ရင်ထဲမှာရှိနေသေးလဲဖြစ်တယ်အန်ဒီတို့စင်ပေါ်မှာတွားရင်အဲအလူဆိုလဲအလူပေါ့ဘလူပွဲမျိုးပဲဖြစ်ဖြစ်ဖဖေသမီးသူနေသိမ့်နဲ့သမီးဆိုတာနဲ့ဖဖေတချင်းကိုပဲတောင်းရတယ်ပေါ့အများသောအားဖြင့်လေအဲ့ဒါလေးပဲဆိုရတယ်အဲ့ဒါတွေကိုတွေ့တော့ကို့အဖေရဲ့ဉာဏ်ပညာဂုဏ်အတွက်လဲကို့မှာအဲအားရည်လည်းတမျိုးဖြစ်ရတယ်မရှိရမဲ့လို့ဖဖေမရှိတော့ဘူးမြဲဒီတချင်းလေးတွေစုံနေရတဲ့အတွက်အမအားရည်တို့တို့ဖြစ်နေပါတယ် မူပိုင်ခွင့်ကတော့ဘယ်လိုလုပ်လဲဆိုတော့မတို့ကအခုဒါပြည်သက်တွေလည်းအားလုံးသိကြပါဗျ။သမီးတို့မီဒီယာတွေဆိုတော့အကုန်သိကြပါပေါ့နော်။အမားတို့အမေတွေကပထမအိမ်နောက်ဒုတိယအိမ်နောက်ဆိုပြီးဖြစ်ပေါ်လာတယ်။အခုကတော့မတို့ကရွှေကြီးလေးကိုအငယ်အငယ်သူကမိသားစုမှာသူကြည့်မယ်ဆိုရင်တော့ညီမလေးပေါ့နော်။အဲ့တော့အမေချစ်နဲ့လက်ထက်မှာစုံတဲ့အခါကျတော့အမေချစ်ကသူ့ရဲ့ဟိုသူလက်ထက်သူ့လက်ထက်မှာစုံတာဆိုတော့သူကဒီဂီတဘာညာနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဲဖေဖေရဲ့အမှုပညာလုပ်ငန်းကြီးရတယ်ကြီးတာဟုတ်အကုန်လုံးကလေအယုတ်တွေရောအတန်တွေရောအရေးတာတွေရောဆိုတော့ तू ကသူ့ရဲ့ဘယ်လိုပြောရမလဲ तू လက်ထက်ဆိုတော့ तू ကိုယ်တိုင် तू ပဲလက်မှတ်ထိုးပြီးတော့ဒီဟာလေးကို तू ပဲလုပ်ပိုင်ခွင့်ပေါ့နော်ယူထားတယ်ဒါပေမဲ့လို့အမေချစ်ကအဲကွယ်လွန်သွားတဲ့အခါကျတော့အဲရွှေရွှေလေးဖြစ်သွားတယ်ရွှေဖြစ်တော့အမားတို့ကအဲဘယ်လိုလုပ်ရလဲဆိုတော့ကဲညီမလေးမားတို့တန်းဘာပဲပြောပြောအမားတို့လည်းအဖေရဲ့အမှုပညာဟမွေဆိုတာဆက်ခံနေပြီမဲလို့ မတို့မောင်မားတွေဘလို့လောက်ကြမလဲသူလည်းမင်းမရှိတော့ဘူးဆိုတော့ဒါမဲ့သူကတော့ဟိုကလေးဆိုပေမဲ့သူ့ရဲ့အတ္တိယရှိပါတယ်သူသိရှိရဆိုတော့သူအဖေသူဖေးသင်းနဲ့ပတ်သက်ရင် तू ကလက်လွတ်စလွယ်လဲ तू မလုပ်ဘူးဟိုနင်းဖြစ်တယ်အဲ့တော့လက်မှတ်ထိုးရောင်းကြတယ်ပေါ့ရောင်းတဲ့အခါ तू तू ပဲလက်မှတ်ထိုးတယ်ပေါ့အဲ तू လက်မှတ်ထိုးတယ်အဲဒီဘက်မှာမတို့ကအမေရှိသေးတော့မမေကို तू ကဟိုနင်းဖြစ်တယ်ပေါ့အဲအမှုပညာကြီးကိုတဝက်စီပေါ့အဲအဲ့လိုမျိုးလေးလှုပ်ထားကြတဲ့အခါကျတော့ အခုလဲဒီလမ်းကြောင်းလေးကတော့ဒီလိုတော့သွားနေပါတယ်သူလဲကြုံကြိုက်တဲ့အခါပေါ့မမေကိုသူအဆင်ပြေတယ်လာလာကတော့ပါတယ်မမတို့ကလဲဟဲ့ဘယ်လောက်ရလဲဘယ်ရရလဲမမတို့ခါမှလည်းမစစ်ပါဘူးအဲမမတို့ဆိုခြင်းဆိုကြတယ်မမတို့ ਨੇ ပတ်သက်တဲ့အခုနောက်ပိုင်းဆိုခြင်းတဲ့လူတွေရှိရင်လှုပ်ပေးရမယ့်အတိုင်းတာပေါ့ငွေကြီးမပါဘဲနဲ့ဒီပြည်တချင်းလေးကိုစူးချင်ပါတယ်ဆိုလို့ရှိရင်အမတို့ကခွင့်ပြုပေးရမယ်လို့ဆိုရင်အမတို့ခွင့်ပြုပေးရတာပေါ့နော် အမြဲတမ်းနဲ့ကိုကဒီပစံရမကိုဖေရဲ့တခြင်းကိုရောင်းမယ်ဆိုရင်အဖေတခြင်းတွေကဖဖေရဲ့တခြင်းတွေကွယ်ပြောက်သွားနိုင်တယ်ပေါ့နော်အခုဆိုရင်ဆိုကြတဲ့လူတွေလည်းတော်တော်များပါတယ်များတော့မားတို့ဒီလိုပဲအခြေအနေကြည့်ပြီးတော့လောရတာပေါ့သူမင်းကိုဖေတခြင်းကိုကိုဆိုရဲဆိုတော့မလှုပ်ထားပါတယ်စီရီတခုလည်းလှုပ်ထားတယ်ဒါပေမဲ့မူပိုင်ခွင့်ကိစ္စကတော့မားတို့ကအဲ့လောက်ထိဟို အကျဉ်းတယ်ပေါ့နော်အပြင်းထန်ကြီးအဲ့လိုမျိုးတော့မရှိဘူးတယောက်နဲ့တယောက်သားဘယ်လိုလဲကွယ်လွန်ခဲ့တာနှစ်တည်းလဲကြာပြီပေါ့အဲနားလည်မှုတွေယူပြီးတော့ညီမတွေဒီလိုပဲပြောဆိုနေကြတာပေါ့မရှိသေးတဲ့ကြာတော့မဆက်တွေ့မရှိဘူးအဲဆက်တွေ့ရှိပါတယ်ညီမလေးရဲ့အဲ့ရလေအာညီမလေးတို့မီဒီယာမဟုတ်ဘူးအပြင်ပြည်သက်တရားလည်းမေးကြတယ်ဆွေရင်းနဲ့ဆက်သွယ်ရှိလားဆိုတော့ကျမတို့ကအပြင်နေရတာတယောက်တနေရာစီနေကြတဲ့အခါကျတော့ဟိုနေတိုင်းကြီးတော့လေဟို မတွေ့ဖြစ်ဘူးအခုလိုပွဲတွေပါနေရှိရင်တွေ့တဲ့အခါဆိုရင်တွေ့ကြပါတယ်သူလဲသူ့ရဲ့မိသားစုသူ့အိမ်နောင်ကြီးနဲ့သူဆိုတော့လေအအများတိုင်းကိုရီးယားအဲတွေ့ကြမယ်သွားကြမယ်လာကြမယ်အဲ့လိုမျိုးလည်းမရှိပါဘူးအဲတွေ့ပါတယ်တွေ့ရတော့ဟုတ်လားဖေဖေမိုးထားလေအမအမအဲ့တော့အဲ့တော့မေးကြည့်မှသိမှာပဲတချို့ကလည်းပြောတယ်ငါပါ မျက်နှာကြာတူတယ်တဲ့တချို့ကအဲမျက်လုံးပေါက်ကိုလည်းတူတယ်တဲ့အဲစကားပြောရင်တော့မှအတန်ကိုအမအတန်ကိုဖိဖိအတန်နဲ့တူတယ်တဲ့ရှာတာရှာတာနဲ့ပြောကြအဲ့တော့တမီးတို့ကဒီလိုလုပ်ပေါ်ပြည်သက်ကို MC အနေနဲ့ပေါ့မေးလိုက်လေမဝိဝသိန်းနဲ့သူ့ခွေနဲ့တူတာပဲနေရတူပါလဲရှင်လို့အမတို့လူမဖြစ်ခင်တည်းကဖိဖိတူနေသိန်းနဲ့ဆိုတာရုပ်ရှင်ကြီးကနဲ့ပဲမှာပါရမီထူးချွန်စွာနဲ့အောင်မြင်ခဲ့တာ အဲ့တော့ဘူဘီအောင်မြင်ခဲ့တယ်လို့မျိုးအမားတို့ကခုချိန်ကျမှဖေတိမ်မဘာလို့လောက်တာလဲဒီမိကုန်းလေးပေါ့နော်ဘာဖြစ်လို့လောက်တာလဲလို့ဆိုတော့အမားက အမအမဆိုရင်အမအကြောင်းမဲအမပြောတာပေါ့အမဆိုလို့ရှိရင်တန်းဖေဖေရှိစဉ်ကတည်းကအမဒီဟိုတခြားတခြားသောပေါ့ဌာနဆိုင်ရာတွေမှာနည်းလည်းပြည်သူဆက်ဆံရေးဆိုလည်းဒါအမလူပညာနဲ့ပတ်သက်တဲ့ယဉ်ကျေးမှုကဆရာတွေအစိုးကအီဒီအစိုးအစိုးကတိမဟုတ်ပါဘူးယဉ်ကျေးမှုကဆရာတွေကိုယ်တိုင်အဲအငိမ့်လို့ပြဇက်တို့နှစ်ပါးတို့အဲ့လိုမျိုးတွေကိုတင်ပြီးတော့အမကဒီအမှုပညာကိုလမ်းလျှောက်ခဲ့တာ1990 90တခုနှစ်ထဲရပါတော့เนาะဆိုတော့ အဲ့ဒီအချိန်နဲ့အမလုတ်ခဲ့တဲ့အမှုပညာဗီဇအမဝါသနာပါတဲ့ကိုဖေကိုကိုပြောပြန်တော့ဖေဖေကရည်ရွယ်ချက်ကြီးတယ်ဖေဖေကမလုတ်ချင်တာလဲဆိုတော့သူကိုယ်တိုင်သူကစတူဒီယိုထောင်မယ်စတူဒီယိုလုတ်ပြီးတော့မှသူသမီးတွေကိုသူကစုံမယ်အမစုံရင်တားလေးမွေးပြီးတော့လဲအမဖေဖေကိုစွတ်ပြောရပေါ့ဒီမြပြီရုပ်မြင်တန်းကြားမှာအမတာဝန်ထမ်းဆောင်စင်းနေကစိုးခြင်းနဲ့ဖေသမီးစီးထုတ်မယ်သမီးကိုလုတ်မယ်ဆိုမှဒီရုံကအရာရှိတယောက်ကနေပြီးတော့ပပအကြီးကိုလုတ်တဲ့အသားနဲ့လုံနိုင်အသားနဲ့ ဘာဖြစ်လို့အဖေအချင်းတွေမဆိုတာလဲဆိုတော့အဲဖေဖေကိုတွားပြီးခွန်တောင်းညီလို့ producer ငါလုံးမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီဟာလေးဒါတွေကတော့ဒါမားတို့ရဲ့မိသားစုမားရဲ့အမားရဲ့အကြောင်းခံတာပါဒါကတော့လေပြဿနာအကြီးမဟုတ်တလို့ဟိုဆုံးရှုံးမှုနဲ့နာမှုလည်းဘာမှမရှိခဲ့ပါဘူးမားတို့မှာဖေရရှိမှရှိနေတော့ဖေဖေရဲ့စကားတခုမဲ့တမီးရဲ့နေပါအောင်ဖေလုံးဝင်းမှာပေါ့တမီးရဲ့နေပါအောင်တော့ပေါ့အဲ့အဲ့လိုမျိုးနဲ့မားတို့ကဒီနုပညာလောကကိုမလုံးဖြစ်တာပေါ့ တပီကွယ်လုံးတော့လည်းအမအမျိုးသားကနေပြီးတော့လူလောက်တတ်တယ်လောက်နိုင်ရသားနဲ့လောက်ကိုလောက်ရမယ်လောက်ပါဆိုတော့အမကိုအားပေးတယ်ပေါ့နော်ဆိုတော့အဲအမှုပညာလမ်းကြောင်းပေါ်ရောက်လာတဲ့အချိန်မှာရွှေကြီးလေးကဟိုအပြူလေးပဲရှိသေးတယ်အမကကြကလေးတယောက်အမေပေါ့နော်ဆိုတော့သူနေသိနေတမိချင်းတူတာတော့ အေးအဲဘယ်လိုပြောမလဲအပြူနဲ့အိုနဲ့ကြတော့အပြူလေးပိုဦးစားပေးတာပေါ့အဲ့လိုမျိုးပေါ့အဲ့ဒါပြီးတဲ့အစွဲပေါ့နော်ဒါကတော့လေအဲ့တို့လေအမမဝမ်းနဲ့မှုလည်းမရှိဘူးငါကလေးမိဖြစ်လို့ငါ့ကိုတော့ပြီးတဲ့ကအမပေးဘူးအဲ့ဒါမျိုးလည်းမရှိဘူးကိုလုံးနေရတာကိုပဲကျင်းနေနေရတာ